ချိုလဲချိုပြီးဖန်လဲဖန်တဲ့တီဟိုတီရှူရှဲရှဲလေးအရင်စားကောင်းတဲ့တီဟိုတီမွန်တောက်ကလေးပါရှင်။တောက်ရတာလဲလွယ်ကူရိုးရှင်းတယ်နော်။တီဟိုတီနဲ့ရှောက်ရက်ကိုရေတီတီချာချာလေးစေးပေးရမရှင်။တီဟိုတီလေးကိုသူ့ရဲ့အထိုက်နဲ့အနောက်ကိုလီထုတ်ပေးရမှာပါရှင်။ ာလုံးတေတေချာချာလီးထုတ်ပြီးရင်ဒီဟိုတီးကိုတောက်ပွက်အတွက်ပပကလေးထပ်လီးပေးရမယ်ရှင်ကိုလိုချင်တဲ့အရွယ်စားလောက်လေးကိုလီးပေးပေါ့နော်တောက်ပွက်ရာအတွက်ဒီဟိုတီးလေးကို ပပကလေးတေတေချာချာလေးအားလုံးလေးကိုတေတေချာချာလေးလီးပေးရမှာပါရှင်ဒီဟိုတီးကိုလီးပြီးရင် တောက်တက်ခါကြရင်အရတာမဖန်သွားအောင်ရေကလေးကိုညှစ်ထုတ်ရမှာပါရှင်တေးသေးချာချာလေးကိုညှစ်ထုတ်ပေးရမှာပါရှင်အရတာမဖန်အောင်တေးသေးချာချာလေးရေကလေးကိုညှစ်ထုတ်ပေးရမှာပါနော်ဒီလိုမျိုးအားလုံးညှစ်ထုတ်ပြီးလိုက်ပြီးပြီးဆိုရင်တီဟိုတီးကိုတောက်ဖို့ရအတွက်စတင်ရှောက်ရွက်ကလေးကိုတေးသေးချာချာပပလေးလှီးပေးရမှာပါရှင်အင်းကရှောက်ရွက်မြများပါမှကြိုက်တာမလို့ ျောက်ရွက်မြများပါလေပို့ပြီးတော့မွေးလေပို့ပြီးတော့အစားကောင်းလေဖြစ်လို့လျှောက်ရွက်ကိုမြများကြီးကိုလှီးပေးပါတယ်ကျက်တူနီကလေးကိုပပလေးကိုတေတေချာချာလေးလှီးပေးမှာပါရှင်ကျက်တူနီကလေးကဆိုရင်ပပလေးဆိုရင်ရပြီနော်တအားကြီးမထူပါနဲ့ရှင်တောက်ဖို့ရအတွက်တီဟိုတီးရဲ့ရှောက်ရွက်ရဲ့ကျက်တူနီရဲ့စိန်ထားတဲ့ ပစုံချောက်ရင်နော်အရတာအမှောက်ထက်မယ်အချိုမှောက်နေနေထက်မယ်ထောင်းထားတဲ့ငရုတ်တီးထက်မယ်ရှင်ငပိလေးထက်မယ်နော်ငပိကဖောက်ထားတဲ့ငပိလဲတုံးလို့ရတယ်ဒါပေမဲ့နှင်းကတမီလေးငပိထောင်းကိုထည့်ပြီးတော့တုတ်ထားပါတယ်ရှင်တမီလေးငပိထောင်းကဆိုရင်အတုတ်တုတ်တဲ့ခါကျရင်ထဲ့တုတ်ရင်ပိုပြီးတော့စားကောင်းတာဖြစ်တာမလို့နှင်းကအရန်ကြိုက်တာမလို့ပေါ့နော်တမီလေးငပိထောင်းစားချင်တယ်ဆိုရင်နှင်းစီမမှာယူအပေးလို့ရတယ်နော်တေတေချစားလဲအရတာလေး နှက်အောင်နှဲ့ပေးရမှာပါရှင်တေချာစာလေးနှဲ့ပြီးရင်နှင်းလက်တရေအရန်ယူနေပြီးထမင်းပူပူနဲ့စားရင်လည်းအရန်ကောင်းဒီအတိုင်းစားရင်လည်းအရန်ကောင်းတဲ့ဒီဟိုတီမွန်တောက်ကလေးပါရှင်လွယ်ကူရွှေရှင်းပြီးတော့စားလက်အရန်ကောင်းတဲ့ဒီဟိုတီတောက်ကလေးရပါပြီရှင်